ခိုင်းတဲ့အတိုင်းလှုပ်ကျင်မှလှုပ်မှဖြစ်တယ်လို့လှုပ်ရင်လည်းရလက်ကောင်းမထွက်နိုင်ပါဘူးသိကြပါပဲဒီလိုသာဆိုရင်ပြဿနာပြိပခတွေပဲထွက်လာမှာပါအတင်းအကျပ်စီခိုင်းမဲ့အစားကိုပြောကျင်တဲ့အတိုင်းလှုပ်ကျင်လာအောင်စီးယုံပါတိမ်သွင်းပါဆွဲဆောင်ပါအယုံသွင်းပါကိုလှဲ့กว่าအောင်သွေးဆောင်ထားတဲ့အတိုင်းယုံကြည်သွားကြရင်ကိုယ်ပေါ်တစ္ဆာရှိကြမယ်တပည့်တပန်းတွေအများကြီးရလာပါလိမ့်မယ်ဘလူနီနဲ့အယုံသွင်းဖျားယောင်းသွေးဆောင်ရမှာလဲ တပတ်သားရဲ့ဇယိုင်းနဲ့အားနေချက်ကိုတီအောင်လှုပ်ထားရင်ရပါတယ်။ကို့အပေါ်ဆန့်ကျင်တဲ့သူတွေကိုတိမ်မွေ့ညင်သာစွာဆက်ဆံပါ။တို့ရဲ့ယုံစိတ်ယုံမုန်းစိတ်ကို စွတယ်လို့မဖြစ်ပါစေနဲ့။မကောင်းတဲ့သူအပေါ်ကောင်းနိုင်တာထက်ပိုကောင်းပြပြီးအယုံသွေးမှာကို့အပေါ်ဆိုးတဲ့သူကိုစာနာပြပြီးအယုံသွေးမှာလူတွေရဲ့စိတ်ခံစားချက်ကိုမြင်အောင်ကြည့်ပြီးအတိအမှတ်ပြုပေးပါ။ကို့စိတ်ခံစားချက်ကိုပဲရှေ့တန်းတင်ပြီးပေါင်းတင်ဆက်ဆံတာမျိုးလုံးဝမလုပ်ရဘူး။ တပ်ဖက်သားရဲ့ခံစားချက်ကိုဦးစားပေးပြီးတော့ကိုချင်းစာပြပါသို့မဟုတ်ရင်လူချစ်လူခင်ပေါ်အောင်လောက်ကမှလူမုံများခံရတတ်တယ်ကိုအတွက်အကျိုးမရှိတော့မှတပ်ဖက်သားကိုအကူအညီပေးဖို့အကြောင်းမရှိပါဘူးအကျိုးရှိရင်တော့ပေးဆက်ရတာနဲ့တန်အောင်မှလည်းကူညီပေးကြမှာပါကိုဘက်ကကန့်လန့်နိုင်မဲ့အကျိုးမရှိပဲတပ်ဖက်သားကိုအကူအညီတောင်းခံရင်အကူအညီမရတဲ့အပြင်လူမုံခံရတတ်ပါတယ် ပူဆိုးတာကကိုကိုရန်သူအဖြစ်ထင်မှတ်သွားပြီးကိုနဲ့ပတ်သက်လာရင်တစိမ့်ပူဆန်သွားနိုင်တဲ့အချက်ပါအဲ့ဒီလိုမဖြစ်အောင်တစ်ဖက်သားရဲ့အလိုဆန္ဒကိုသိအောင်အရင်လုပ်ပါများသောအားဖြင့်လူတွေက ကိုယ့်ဘက်ကိုပဲမြင်နိုင်ကြတယ်တစ်ဖက်လူရဲ့စိတ်ကိုမဖတ်တတ်မမြင်တတ်ကြပါဘူးကို့အကြောင်းလောက်ပဲအာယုံစိုက်ထားကြပြီးကို့အကျိုးဖြစ်ထွန်းမှုလောက်ပဲရှေ့တန်းတင်ပြောဆိုတတ်ကြတော့လူမြင်ကက်ခံရပြီးအဲ့ဒီလိုမတိတတ်မှုကြောင့်တဦးနဲ့တဦးရန်သူတို့ဖြစ်သွားတတ်ကြတယ် တဖက်လူကိုအယုံသွင်းတဲ့နေရာမှာတော့ချက်ကပြည်ပြည်လဲလဲဆက်ဆံတက်ခြင်းပဲဖြစ်ပါတယ်။တဖက်သားရဲ့စိတ်ခံစားချက်ကိုသိအောင်လုပ်ပြီးသူတို့ရဲ့အားနည်းချက်ကိုမြင်နိုင်အောင်ကြည့်ပါ။တဖက်သားရဲ့အရေးအသွေးကိုစမ်းစစ်ပြီးပြောင်ပြောင်မှုကို ဖော်ထုတ်ပါ။ပြီးတော့မှသူတို့ရဲ့စိတ်ခံစားချက်ဆိုင်ရာတုံ့ပြန်မှုတွေကိုလေ့လာပါ။အချစ်အမုန်းမနာလိုမှုစတဲ့တင်သာမြင်သာသမ ्या အခြေခံစိတ်ခံစားချက်တွေကိုအကဲခတ်တာမျိုးနဲ့စပါ။ တပတ်သားရဲ့စိတ်ခံစားချက်တွေကိုမှန်းဆနိုင်ပြီးဘယ်လိုအမှုအရာကဘာဖြစ်လို့ဘယ်လိုပြုမူရင်ဘာကြောင့်စသဖြင့်အမှုအကျင့်နဲ့စိတ်ခံစားချက်တွေကို တွဲမြင်နိုင်အောင်အချိန်ယူလေ့လာပါမှတ်သားပါတို့အကျင့်တွေကိုမြင်နိုင်ပြီးဆိုရင်တော့တို့ရဲ့အားနည်းချက်တွေကိုလည်းသိလာမှာပါပဲဒါဆိုရင်တို့ကိုအယုံသွင်းမှုအသင့်ဖြစ်ပါပြီပထမကဘာစစ်အတော်အတွင်း TE Lawrence ကအရှိအလေပိုင်းမှာတူရကီတွေနဲ့တိုက်ခိုက်ခဲ့ရတော့ တမန်ရိုးကြစစ်နီဘျူဟာတွေကထိရောက်မှုမရှိပဲအားနေနေတာကိုသတိထားမိခဲ့ပါတယ်။သူ့အမြင်မှာစစ်သားတွေက ခံစားချက်မဲ့တဲ့စစ်တူရင်ကစားကွက်ပေါ်ကအုံချခံအယုတ်လေးတွေလို ဖြစ်နေခဲ့တာကြောင့်စနစ်တစ်ခုလုံးကို ပြောင်းလဲလိုစိတ်ဖြစ်ခဲ့ပါတယ်။စစ်သားတွေဟာလူတွေဖြစ်တာကြောင့်စိတ်ခံစားချက်ကိုစီရှိကြပါတယ်။ဒါကြောင့်စစ်သားတွေရဲ့စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးကတိုက်ခိုက်ရေးမှာအခရာကျပြီးရုပ်သေးရုပ်တွေလိုစစ်တိုက်ခိုင်းမဲ့အစားတမှုထူးကြတဲ့ တိုင်နီခိုင်ကြီးတွေအသုံးပြနိုင်ရင်စစ်ရေးအသာစီးနိုင် လိမ့်မယ်လို့တွေးခဲ့ပါတယ်ဒီနေ့ခေတ်ကာလရဲ့လူမှုအသိုက်အဝန်းအတွင်းရုံးကန်လှုပ်ရှားနေကြတဲ့လူတွေဟာရခင်ခင်များထက်ပိုပြီးတော့အခြေအဆက်မရှိလွတ်ချင်တိုင်းလွတ်နေပြီးအစိုးရနဲ့အုပ်ချုပ်ရေးအာဏာပေါ်ယုံကြည်မှုလုံးဝမရှိပါဘူးဒါကြောင့် Lawrence တွေးထင်တဲ့အယူအဆတွေကယနေ့ခေတ်အထိမှန်ကန်နေစေဖြစ်တာကိုလက်ခံလို့ရပါတယ်အဲ့ဒါကြောင့်လေဒီနှုတ်လိုခေတ်ကြီးမှာဩဇာတိ ဩဇာညောင်းပြတာတွေကိုအမြင်ကတ်ကြပြီးဂုတ်ပိုးစည်းတာမျိုးတွေကိုအင်မတန်ယုံမုန်းကြပါတယ်။လူတွေကိုစစ်တုပ်စစ်တူရဲ့နယ်ရုပ်တွေလိုဆက်ဆံမဲ့အစားစိတ်ခံစားချက်ရှိတဲ့လူတွေဖြစ်အတွက်ဖြစ်တဲ့အတွက်စိတ်ခံစားချက်အတိုင်းလွတ်လပ်စွာတွာလာလှုပ်ရှား권ပေးနိုင်မှုလိုပါတယ်။စက်ရုပ်လိုဘဝနဲ့ယုံကန်ရှင်သန်နေရတဲ့လူတွေအပေါ်အမိတ်ဩဇာပေးပြီးအလုတ်ခိုင်းတာမျိုးတွေကလုံးဝမလုပ်တဲ့အမားတွေဖြစ်ပါတယ်။ လူတဦးတယောက်ချင်းစီခံစားချက်အလိုက်လွတ်လပ်စွာပြုမူခွင့်ပေးပြီးအလုတ်ခိုင်းတာကမှအကျိုးဖြစ်ဖြစ်စေနိုင်တာပါစေခိုင်းတတိုင်းအလုတ်ပူဖြစ်တဲ့ခေတ်မဟုတ်တော့ပါဘူးလူအလိုက်စိတ်အလိုက်ချော့ခိုင်းရင်အလုတ်ဖြစ်တဲ့ခေတ်ရောက်နေပါပြီမလောက်စရာတွေနဲ့သွေးဆောင်ပြီးနှစ်ဦးနှစ်ဖက်အကျိုးရှိတောင်အယုံသွင်းပြီးမှချော့ခိုင်းမယ်ဆိုရင်ဂျင်းနဲ့သွားကြမှာဖြစ်ပြီးတစ္ဆာခံတွေအဖြစ်စိတ်လိုလက်ရစူးစမ်းလောက်ကင်ပေးကြပါလိမ့်မယ် ကိုကျိုးဆောင်ခစ်ဖြစ်တဲ့အတွက်ကိုကျိုးဖြစ်ခွင့်ပေးပြီးအယုံသွင်းချော့ခိုင်းမှာဖြစ်လို့သမျှဖြစ်အောင်လှုပ်ပေးကြပါလိမ့်မယ်။အနုပညာရှင်တွေအသိပညာအတတ်ပညာရှင်တွေနဲ့ကဗျာဆရာတွေကတစ်ဖက်လူရဲ့အတွေးအကြံပေါ်လွှမ်းမိုးတဲ့နေရာမှာအထူးကြုံဆုံးသောပုံကူတွေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ဖန်နေလိုက်တဲ့အရာတွေကတကူးခံတွေ ဖြစ်သွားပြီးအဲ့ဒီတကူးခံတွေကနေတဆင့်ပေးလို့တဲ့အသိကိုယုံကြည်သွားအောင်တပတ်လှည့်နည်းနဲ့ဖျားယောင်းကြတာပါ ဒါကြောင့်အဒီလိုလှုပ်နိုင်စွမ်းရှိတဲ့ဉာဏ်ကြီးရှင်တွေကို ကို့အနားမှာထားရှိပြီးကောင်းစွာအသုံးချတဲ့မှာတယ်ဒီနေရာမှာအထူးမှတ်ထားရမှာကအရှိန်အဝါဆိုတာကတဦးတယောက်တည်းအားနဲ့ရှိနိုင်တဲ့အရာမဟုတ်ပါဘူးထောက်ခံသူဝန်းရံသူအများရဲ့ပူပေါင်းအားနဲ့တည်ဆောက်ရတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဘလို့အခြေအနေပဲရောက်နေပါစေနောက်လိုက်ဒူဝောင်းလှုပ်ပါတပည့်တပန်းများပါစေတစ္ဆာခံတွေ ရှိမှဩဇာညောင်းနိုင်မှာဖြစ်ပါတယ်ဘာနဲ့ပါ ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့48 Law of Power အာနာဇက်အပိုင်း14ပဲဖြစ်ပါတယ်။ဤဥပဒေသား44ကြီးမုံမှာပုံရိပ်ထင်တယ်လို့ရန်သူကိုတုတ်ပြန်ပါသဘောတရားကြီးမှန်ဆိုတာအရှိကိုအရှိအတိုင်းပုံရိပ်ထင်ဟပ်ပါတယ်။ဒီသဘောတဘာဝကိုအခြေခံပြီးရန်သူအပေါ်လှဲကွက်တွေနဲ့ကစားလို့ရနိုင်တယ်။ပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေအတိုင်းတူပါလှုပ်ရှားပါဒါဆိုရင် ကိုယ်ရည်ရွယ်ချက်ကိုမြင်နိုင်စွမ်းရှိကြတော့မှာမဟုတ်ပါဘူး။ကြီးမုံရိတ်ထင်ဤဟာရန်သူရဲ့စိတ်ကိုမခံမရဖြစ်စေနိုင်ပါတဲ့။အရွယ်တိုက်တာမျိုးဖြစ်တာကြောင့်စော်ကားခံရသလိုခံစားသွားနိုင်ပြီးပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့တံပြန်တိုက်ခိုက်လာနိုင်ပါတယ်။ဒါပေမဲ့ရန်သူဤသူရှူတော့တူသလိုမျိုးဟန်လှုပ်ပြပြီးရွှေခွက်တွေထုတ်လို့ရပါတယ်။ရန်သူရဲ့လှုပ်ရှားမှုတွေကို တူပပြပြီးရန်သူကိုတင်ငန်းစာ ပေးလို့ရပါတယ်။ ဂျီမုံပုံရိပ်ထင်းနီးနဲ့တိုက်ခိုက်မှုကိုခံနိုင်ရှိတဲ့သူကရှားပါတယ်။မှန်နဲ့ကြီးလိုက်တိုင်းစိတ်ကြည်နဲ့ကြင်မှာကြည်နဲ့မှာပါ။မှန်တွေကစိတ်ထုတ်ကပေးနိုင်တဲ့အစွမ်းတတ္တိရှိပါတယ်။မှန်နဲ့ကြီးလိုက်တာနဲ့မမြင်ကျင်တဲ့အရာကိုမမြင်ကျင်လည်းမြင်ရတယ်လို့မြင်ကျင်တာတွေကိုလည်းပြည်ပြင်းအောင်ပြပေးပါတယ်။မှန်လောက်မှန်နိုင်တာမရှိတော့ပါဘူး။ဒါပေမဲ့မှန်နဲ့ကြီးကြီးဖြစ်ကြတဲ့အပေါ်ရန်လောက်ပဲကြီးဖြစ်ကြတာများပါတယ်။ ဘားရီနားရီတွန့်လိန်တာတွေရှီမှန်းသိပေမဲ့ဇူးဆိုင်ကြည့်တာမျိုးအများအပြားမရှိကြဘူးလေအကြောင်းပဲဆိုရင်တော့အပေါ်ရန်တော့ပဲမှန်နေကြည့်ဖြစ်ကြပါတယ်ဒါပေမဲ့မှန်နေတေချာကြည့်တဲ့ရင် မြင်နေရတဲ့ကိုပုံရင်ဟာကိုမအပတခြားလူတွေမြင်နေရတဲ့ပုံရိပ်ဖြစ်နေတာကိုတိလျက်နဲ့တတိမထားမိကြတော့ဘူးပုံရိပ်မှာအင်မတန်စွမ်းအားကြီးတဲ့တတိတွေရှိပါတယ်ပြိုင်ပိုက်တွေရဲ့ပုံရိပ်ကိုတုပပြီးကိုပုံရိပ်ကိုလှည့်စားလို့ရပါတယ်တုပခြင်းနီးနဲ့ရန်သူရဲ့စိတ်ကိုစွလို့ရပါတယ် ဒီငြိမ်မှုမရှိတဲ့စိတ်ဟာစိတ်အားနှဲချက်ပျော့ကွက်တွေကိုဖုံးဖိထားနိုင်သောမရှိတဲ့အတွက်အခွင့်အောင်းယူလို့ရပါတယ်။အရှိန်အဝါနေပေမှာကျင့်သုံးကြတဲ့တုပနီးတွေအများကြီးရှိပေမဲ့မပြည့်မနေလေးလာထားရမယ့်ခြေမုံရိတ်ထင်နီးလေးခြေမုံရိတ်ထင်နီးလေးမျိုးရှိပါတယ်။အရှိန်နှုတ်လျှော့နီးရန်သူရဲ့လှုပ်ရှားမှုတွေကိုတူပချင်းနီးနဲ့ကိုယ်အကြံစီတွေကိုဖုံးကွယ်ထားလို့ရပါတယ်။လှုပ်ရှားပုံအချိုးပြောင်းသွားရင်တော့ရန်သူဘက်က ငကူအတိုင်းအပြောင်းအလဲမရှိတာမျိုးဖြစ်စေခြင်းကြမှာပါဒါပေမဲ့လုံးသမျှကူသာအရွက်တိုက်တယ်လို့မျိုးဆက်လက်တုပပါရန်သူဘက်ကအနေရခတ်ပြီးတုတ်ပြတ်မှုတစုံတရာမလုံမချင်းထော်လော်ကန့်လန့်များများလို့ပါခလေးငယ်ငယ်လေးတွေကိုစားနောက်တယ်လို့မျိုးအငိမ့်နေလို့မရအောင်တမျိုးပြီးတမျိုးစော့ပေးပါရန်သူကိုအငိမ့်နေခွင့်မပေးပါနဲ့ကန့်လန့်တိုက်နေချိန်မှာကွက်ကြော်ကြံမှုပြင်းစင်းပါရန်သူဘက်မရိပ်မိအောင်ကြံတက်ဖို့လိုပါတယ် ကိုယ့်ရဲ့တူပြမှုကိုယ့်ရဲ့တူပမှုကြောင့်ဗျာများနေတဲ့ရန်သူရဲ့ခံမြင့်နေမှုကိုအကွင့်အကောင်းယူပြီးထောင်ချောက်ဆယ်မှာအခြေပြက်သွားတဲ့အပိုင်အခြေပြက်သွားတာနဲ့အပိုင်ချံမှာ အချိန်ကျသွားအောင်လုပ်ပြီးရန်သူအခြေအနေရော့ပါသွားတော့မှအကွင့်အကောင်းယူလိုက်ပါအချောင်နှိုက်ယူနီအချောင်နှိုက်ယူနီလူမရဲ့အတ္တကြီးပါတယ်အတ္တမရှိရင် လူမဖြစ်နိုင်ပါဘူးတကူခေါင်းမဆန်တဲ့လူမရှိပါဘူး အကျိုးရှိမယ်ဆိုရင်မမစိုးလှုပ်ရဲတဲ့သူတွေအများကြီးပါလူတွေရဲ့တကူကောင်းစံစိတ်ကိုတူပပြီးအခွင့်အောင်းယူလို့ရပါတယ်။ရန်သူရဲ့အလိုဆန္ဒကိုသိအောင်လုပ်ပါ။လျှက်ဝတ်ထားတဲ့နောက်ွယ်ကအကြံအစည်တွေကိုစုံစမ်းပါ။ရန်သူရဲ့ဖြစ်လို့စိတ်တကူကောင်းစံမှုအလေးအထအမှုအချင်းအားလုံးကိုတူပပါသူစိတ်ကိုကိုတိနေလို့လိုက်လုံပြနေတယ်လို့မျိုးထင်သွားအောင်ဟန်ဆောင်ကောင်းပါစေ။ရန်သူဘက်ကမလုံမလဲဖြစ်လာရင်ကိုယ့်ရဲ့တူပမှုအောင်မြင်ပါတယ်။ ဲ့ဒါဆိုရင်ရန်သူရဲ့ဥတီချက်နဲ့ရည်ရွယ်ချက်ကိုအတီးပြုတ်ကောက်ချက်ချလို့ရပါပြီဒီနည်းကိုပီပီကြီးကြီးကစားတဲ့ရင်ရန်သူအပေါ်ဩဇာညောင်းနိုင်ပါလိမ့်မယ်ရန်သူရဲ့အမှုအကျင့်တွေကိုတိုက်ရိုက်ကူးယူပြီးတော့တုပပြုတ်မှုတာဟာရန်သူရဲ့စိတ်ကိုစွာပေးတယ်လို့ဖြစ်သွားပြီရန်သူမှာမလုံမလဲစိတ်တွေရှိနေခဲ့စိတ်မလုံခြုံမှုရဲ့စိတ်ဆုံမှုကြောင့်အနေအထားပြတ်သွားပါလိမ့်မယ်ဒီတွင်ကိုအချောင်နှိုက်ပြီးအမျက်ထုတ်ပါ လူတွေရဲ့အတ္တကိုအတ္တနဲ့တူပပြီးစိတ်ခံစားချက်ကိုထိုးနှက်တတ်ပါစေ။တင်ကန်းစာပေးနီးကလဲစာချင်းဒီတစ်မျိုးဖြစ်ပါတယ်။ရန်သူကကိုယ့်အပေါ်လှုပ်လာသမျှအတိုင်းပြန်တူပပြီးရန်သူကိုတင်ကန်းစာပေးတယ်လို့မျိုးနဲ့ကလဲစာချင်းဒီဖြစ်ပါတယ်။ရန်သူဘက်လှုပ်သမျှအတိုင်းတူတွေမသိမ်းတံပြန်တုတ်ပြန်တိုက်ခိုက်နီးဖြစ်ပါတယ်။မိမိဘက်ဆုံးရှုံးခဲ့ရတဲ့အတိုင်းရန်သူကိုပုံစံတူဆုံးရှုံးအောင်လုပ်တဲ့နီးဖြစ်ပါတယ်။ ပါဇက်ကညီးပြယုံတဲ့ရန်သူရဲ့လှုပ်ရက်အပေါ်ဇက်နာနေမဲ့အစားလက်တွေ့ချက်ချတံမြန်တုတ်ပြန်လိုက်တာကမှအတုံးချပြီးအကျိုးရှိပါတယ်ရန်သူဘက်ကတစ်ချက်ရရင် ကိုဘက်ကလည်းသူ့နည်းအတိုင်းတစ်ချက်ရိုက်ပြီးတုတ်ပြန်တာမျိုးရန်သူဘက်ကရန်သူဘက်ကလှုပ်သမျှအတိုင်းတံမြန်လှုပ်ပြီးနာကျင်စေတဲ့နည်းဖြစ်ပါတယ်အခုလိုတင်ကန်းစာပေးခြင်းဟာရန်သူရဲ့ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုကိုတိတာစေပြီးစိတ်ပိုင်းဆိုင်ရာအရာလဲလွှမ်းမိုးမှုရစေနိုင်ပါတယ် ဖုံးပြီးလှည့်စားနေခြေမုံတွေရဲ့လှည့်စားမှုမာယာလောက်ပဲအရာကမှတာလွန်နိုင်ခြင်းမရှိပါဘူးကြည်သူတိုင်းရဲ့အတ္တကိုအမှန်မြင်တယ်လို့အမှန်မြင်နေတယ်လို့မျိုးထင်မှတ်သွားအောင်လှည့်စားနိုင်စွမ်းရှိပါတယ်တေချာတွေးကြည့်လိုက်ရင်ခြေမုံဆိုတာမှန်နဲ့လှုပ်ထားတဲ့ရုပ်ဝတ္ထုပစ္စည်းတစ်ခုသာဖြစ်ပါတယ်မှန်နဲ့အမှန်တရားရှာလို့မရပါဘူးခြေမုံမှာထင်ဟသမျှပုံရိပ်ဒိုင်းကအမှန်တော့ပြောင်းမြန်တွေပါဖုံးပြီးလှည့်စားမှုဆိုတာကခြေမုံမှာထင်ဟတဲ့ပုံရိပ်လိုပါပဲ။ အထူးအရောင်တွေကိုအဆက်မှန်အဖြစ်ထင်ယူမိအောင်အယုံသွင်းနေတာတွေပါပဲဖုံးပြီးလှည့်စားနေတဲ့ရန်သူကိုတူပရဲဆိုတာကအထူးအရောင်တွေကိုအဆက်အမှန်အဖြစ်အယုံသွင်းပြီးတွင်ကောင်းဖန်တာဖြစ်ပါတယ်အခြေအနေမှန်ကိုဖုံးကွယ်ပြီးစတေးကန်အတုတွေကိုအဆက်အမှန်အဖြစ်အယုံသွင်းပြန်ချခြင်းဖြစ်ပါတယ်စစ်မြေပြင်အတွင်းအထူးစစ်သားတွေလှုပ်လေရှိတဲ့ကိုယောင်ဖြောက်တဲ့နီးနဲ့တူပါတယ်ပဝန်းကျင်နဲ့တသားတဲ့ထင်ရရအောင်ဈေးရောင်တွေအရွက်တွေပိုက်ကုန်တွေနဲ့ဖုံးကာပြီးအယောင်ဖြတ် ပုံဖြတ်ခြင်းဤတစ်မျိုးဖြစ်ပါတယ်။ကရီတူရဲကောင်ပါစီယုစာချော်မွတ်နေအောင်ပုတ်တိုက်ထားတဲ့ဂျေးမုံကြောင့်မေဒူစာရဲ့တီနေရာကိုခတ်မှန်းနိုင်ခဲ့ပြီးမွေးဆန်ွယ်တဲ့ဥကောင်ကိုဖျက်နိုင်ခဲ့တာပါ။ကြီးမုံရဲ့ပုံရိပ်တင်မတင်မှုကို အထာကြကြအသုံးချတုပတရင် ရန်သူဒိုင်းကိုအရှိန်အဝါကြီးသူဩဇာညောင်းအာနာရှိသူပိတစွာနဲ့တိုက်ခိုက်ချေမုံနိုင်မှာဖြစ်ပါတယ် နေဥပဒေတာ45ရှေ့ထုံးလဲမပင်နဲ့ဤထုံးလဲမကြွယ်နဲ့တဘောတရားအကျမ်းပြအပြည့်ပြောင်းလဲမှုဆိုတာအရေးကြီးမှန် လူတိုင်းသိပြီးသားပါဒါပေမဲ့နေစဉ်နဲ့အမြအတိုင်းအတာကြတော့ဝတ်တီများတဲ့အစွဲကြီးတတဝါတွေဖြစ်တဲ့အတွက်အပြောင်းလဲများရင်အစင်မပြေပါဘူးအချင်းဖြစ်ဇွဲမြဲတဲ့အတိုင်းအပြောင်းလဲမရှိငကိုအတိုင်းကိုသာလိုလားကြပါတယ်အတိတ်အဆန်းအပြောင်းလဲများလို့ရင်ဒုက္ခဒုက္ခရောက်လွယ်ကြလို့ မခံနိုင်တော့တဲ့အဆုံးစန့်ကျင်လာကြပါလိမ့်မယ်။အချိန်အဝါရှိတဲ့နေရာမှာအခုမှစပြီးလူကြီးလောက်ရမယ်ဆိုရင်ပဲဖြစ်ဖြစ်စေဒါမှမဟုတ်ဩဇာအာဏာဆိုင်ရာအုံမြင့်တီးဖို့ကြိုးပမ်းနေရင်ပဲဖြစ်စေအထူးမှတ်ထားပါ။ရှေ့ထုံးကိုစွန့်ပယ်တာမျိုးဘယ်တော့အခါမှမလုပ်ပါနဲ့။အစင်အလာလိုင်းကျင်နဲ့စွာလက်ခံပြပါ။ကျင့်သုံးပြပါလေးစားသမှုပြုပါ။တကယ်လို့မဖြစ်မနေပြောင်းလဲဖို့လိုအပ်လာရင် တီတီမောမောလေးတွေနဲ့စပါတကြိမ်တခါတဲ့အများကြီးပြောင်းနေလိုက်တာမျိုးမဟုတ်ပါနဲ့နီလန်းကျွေတာကညံပြေးရကြတယ်ဆိုပေမဲ့လက်တွေ့မှာအတော်လေးကတိကောက်ဖြစ်စေနိုင်ပါတယ်လူသားတွေရဲ့ပင်ကိုတဘာဝဟိုဟာတွေးရများပါတယ်အမြဲလိုလိုစိတ်နှကွာဖြစ်နေတက်ကြပါတယ်ပြောင်းလဲမှုတွေဆိုတာကတိုးတက်မှုတွေရဲ့လမ်းစမှန်လဲသိပြီးသားပါနေပဲအတီးတီးအဆာကိုပုံကိုရေးဆိုင်ရာဖွံ့မျိုးတိုးတက်မှုအစုံ နေရာတိုင်းမှာပြောင်းလဲမှုလိုအပ်တာကိုလည်းလက်ခံချပေးသားပါဒါပေမဲ့လည်းအပြောင်းအလဲကြောင့်ပြက်ပြဲသွားမဲ့ငကိုဝတိအစွဲတွေကိုအစားထိုးရမယ့်အချက်နဲ့တင်ရှေ့ဆက်ဖို့ရတွန်းဆုပ်တွန်းဆုပ်ဖြစ်သွားကြတာပါပြောင်းလဲမှုရဲ့အရေးပါမှုကိုလည်းသိပြီးသားဆိုပေမဲ့အတိတ်ရဲ့စိတ်အစွဲတွေကိုဆုံးလွတ်ဖို့ရကြောင်းကြနေတတ်ကြပါတယ်တော်လန်ရေးတွေနဲ့ပြုပြင်ပြောင်းလဲရေးတွေကိုအများအပြားတွေ့ကြုံလာရရင်စန့်ကျင်စိတ်ကအရင်ဖြစ်တတ်ပါတယ် လက်တင်ခံနိုင်လောက်တဲ့အတိုင်းအတာထပ်ပုံနေပြီးအသားကျဖို့ရခဲရင်နိုင်တယ်လို့ထင်မြင်သွားကြရင်ပြောင်းလဲမှုဟူသည်မကိုလက်ခံဖို့ထက်အရင်ဆုံးစန့်ကျင်ပြတတ်ကြပါတယ်ပြောင်းလဲမှုများစွာကြောင့်နေ့စဉ်လူနေမှုဘဝအသားမကျမှုတွေများစွာကြုံတွေ့ထားသူဟာတော်ရုံပြောင်းလဲမှုတည်တည်လေးတွေကိုတော့မကြိုက်ချင်တယ်လို့ဖြစ်သွားတတ်ပါတယ်လူငယ်တွေရဲ့အမြင်မှာလူကြီးတွေပစည်းပစက်များတယ်လို့ထင်သွားကြတာကဒီအချက်ကြောင့်ပါ အမှန်တော့လူငယ်တွေနဲ့လူကြီးတွေလိုပဲပဇိပဇတ်များကြပါတယ်။ရေးမြပုံချင်းမတူလို့သာမတိတာသလိုဖြစ်နေတာပါ။အမှန်တော့တော်လှန်ရေးပြုပြင်ပြောင်းလဲရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေလှုပ်ရှားမှုတွေကိုလူတွေကကြိုက်ကြပါတယ်။ဘာလို့လဲဆိုတော့ဘာအကြောင်းအကျောက်ပဲဖြစ်ဖြစ်ပြုပြင်ပြောင်းလဲရေးကိုဥတီလည်းမြတော်လှန်ရေးတိုင်းကတိုးတက်မှုတစုံတရာနဲ့ဘဝတည်လိုမျိုးစာမျက်နှာတွေဖွင့်လှစ်ခွေရနိုင်လို့ဖြစ်ပါတယ်။ လှုပ်ရှားမှုကြီးတခုပြီးဆုံးသွားပေမဲ့မျောလင်းထားတဲ့အတိုင်းဖြစ်မလာတဲ့အခါပုပ်ကိုရေးအရပိုင်ဆိုင်မှုတခုခုဆုံးရှုံးလိုက်ရတယ်လို့မျိုးခံစားရဖက်များလာတဲ့အခါမှာမတိကြမသေးကြမရေရာတဲ့ပြောင်းလဲမှုတွေအပြေရလက်မရှင်းမလင်းဖြစ်နေတဲ့အသည့်အစမ်းတွေကိုတော်ယုံတန်ယုံလက်ခံဖို့ခဲယဉ်သွားကြပါတယ်။ဒီအချက်ချောက်ပဲတချို့လူတွေကရှေ့ရိုးဆွဲတယ်လို့နဲ့အသည့်ထက်အဟောင်းကိုပဲမှတ်နေတယ်လို့ဖြစ်သွားကြတာပါ။မာဂီယာဗယ်လီရဲ့အမြင်အရအပြောင်းလဲတွေနဲ့ ခေါင်းဆောင်မဲ့သူဟာလူတွေကိုအုပ်ချုပ်တဲ့အခါမှာနောက်ကျောင်းပြန်တာမျိုးမဖြစ်အောင်လိုအပ်ရင်အာနာပြအင်အားသုံးပြီးအသေးအချက်လှုပ်တင်ရင်လှုပ်ရပါတယ်။ဒါပေမဲ့အာနာပြအင်အားသုံးပြီးချုပ်ချယ်တဲ့ခေါင်းဆောင်အနေနဲ့အပြောင်းအလဲကိုကြောင်းရရတဲ့လူတွေလက်ခံထားတဲ့အစဉ်အလာခေါင်းတွေထက်ပိုကောင်းတဲ့အစားထိုးစရာတန်မိုးမြင့်အစဉ်အလာသစ်တွေကိုမပေးနိုင်ရင်တော့ရေရှည်တောက်ကန်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အကြမ်းဖက်မှုဖိနှိပ်ချုပ်ချယ်မှုမရှိသလောက်နှဲပါတဲ့ ခြေကန်နေတဲ့ပြောင်းလဲမှုတွေကိုအစားထိုးနီးသုံးပြီးအဟောင်းကိုမတိမသာပြုပြင်ပြောင်းလဲပါနာမည်ဟောင်းရာသူဟောင်းသို့မဟုတ်လူအင်အားအရေးအတွက်အပြောင်းအလဲမရှိငကိုအတိုင်းပြန်သုံးဆွဲတာမျိုးအလုတ်လုတ်ပုံအချို့ပြောင်းသွားပေမဲ့ယာရုနေဟာခြားထားမှုပြောင်းလိုက်တာမျိုးမလုပ်တာမျိုးအစ်စ်ဆိုပေမဲ့အဟောင်းရဲ့အငွေ့အသွားမပြောက်သွားအောင်တွဲဖက်ပေးထားတဲ့နီးမျိုးနဲ့မသိမသာပြုပြင်ပြောင်းလဲတာကအထီးရောက်ဆုံးသောလမ်းသစ်ထွင်ကြီးဖြစ်ပါတယ် နောက်ထပ်အသုံးကျတဲ့နီလန်းကလူတွေရဲ့အမြင်မှာကိုဟာရှေ့နေအတိုင်းကျင့်သုံးသူပါလို့လူသည့်ထင်ရှားကြော်ညာလိုက်ပြီးအားလုံးရဲ့ထောက်ခံမှုယူပြီးတော့မှနောက်ွယ်ကနေပြုပြင် ပြောင်းလဲဖို့လိုအပ်သမျှကိုပါပါနဲ့နဲ့ဂိုင်းတွေစီရင်တာကအတော်လေးအကျိုးသက်ရောက်မှုအားကောင်းပါတယ်။ဒါရကအနေနဲ့ဆိုရင် Renaissance Kid Florence မှာ Medici တွေက Republic အုပ်ချုပ်ရေးစနစ်ကို လက်ခံကြောင်းလူတိထင်ရှားထောက်ခံပြပြီး နောက်ွယ်မှာကြတော့လက်ဝါးကြီးအုပ်ဖိနှိပ်ချုပ်ချဲတဲ့စံနှုံးတွေနဲ့အာနာရှင်စံစွာအုပ်ချုပ်ခဲ့ပြီးသူ့ရဲ့မေဒီချီမိသားစု ကောင်းစားရေးကိုပဲဦးစားပေးအမျှထုတ်သွားခဲ့ဘူးပါတယ်မေဒီချီတွေကတိုင်းပြည်ကိုအင်အားကြီးသလိုမျိုးပုံရိပ်ရှိအောင်လုပ်ခဲ့ကြပေမဲ့နောက်ွယ်မှာဂုတ်သွေးစုံနေခဲ့တဲ့အတွက်အင်းကြီးချင်းတိုင်းပြည်တွေနဲ့ရှင်လိုက်ရင်တဖြည်းဖြည်းချင်းအချိန်ဟွာကျဆင်းသွားခဲ့ပါတယ် လူတွေရဲ့အမြင်မှာတော့လူလူကျင်တဲ့အောင်အစင်အလာတွေကိုထောက်ခံပါတယ်။လိုက်နာပါတယ်ဆိုပြီးဟန်လုတ်ပြပြီးမဲ့နောက်ွယ်မှာလှုပ်ချင်တိုင်းလှုပ်နေခဲ့ကြတာပါ။တိတိတသာပြောင်းလဲလိုက်တာမျိုးမဟုတ်ပေမဲ့မတိမသားလေးမြည်လှန်လိုက်တဲ့သဘောမျိုးဖြစ်ပါတယ်။လူတွေရဲ့ထုံးစံအတိုင်းပြောင်းလဲမှုကိုတော်ရုံ လက်ခံကြမှာမဟုတ်ပဲညင်းဆိုကြမှာပါ။ဒါကြောင့်ရိုးရာကိုလက်ခံတယ်လို့နဲ့ဟန်ဆောင်ထောက်ခံပြပါနီဟောင်းလန်ဟောင်းတွေထဲမှာမတိမတာပြုပြင်ပြောင်းလဲလို့ရနိုင်မဲ့ဟာခွက်တွေထုတ်ပြီး တဖြည်းဖြည်းချင်းပြောင်းလဲပါနေအောင်ကိုကောင်းချောင်ကြွားလုံးထုတ်ပြီးလူအများရဲ့ထောက်ခံမှုကိုရယူတာပါဒါပေမဲ့မျက်နှာပြောင်တိုက်ပြီးနောက်ွယ်မှာအစားထိုးနေလိုက်ပါအချင်းအဝါဩစာကြီးသူတွေဟာအချင်းအနေအရရက်ကိုကြိုတင်မျောမန်းနိုင်စွမ်းရှိကြသလိုထူးခြားတဲ့ပြောင်းလဲမှုအစဉ်အလာတဘာဝတွေကိုလည်းအမြဲလိုလိုအကဲခတ်နေတတ်ကြပါတယ်ပြုပြင်ပြောင်းလဲမှုတွေများသွားပြီးလူတွေလက်တင်ခံနိုင်လောက်တဲ့အတိုင်းအတာထက်ကျော်လွန်သွားခဲ့ရင် ပုံရိပ်အပေါ်ထိခိုက်လာနိုင်တဲ့အတွက်ဘာပဲလုပ်လို့အတိုင်းအတာတစ်ခုထားပြီးအချိန်ယူတက်ကြပါရယ်။ပြောင်းလဲမှုတိုင်းကိုအဟောင်းအတိုင်းဖြစ်အောင်ရုံလုံးဖော်တက်ခြင်းကအထာပဲဖြစ်ပါရယ်။ပါးနဲ့စွာပြုမှုပါ။အချိန်အနေတိုင်းကလည်းအမြထုတ်တတ်ပါစေ။အဟောင်းတွေကမမကောင်းတော့ဘူးလို့ထင်ရပေမဲ့လူအများလက်ခံထားတဲ့အစဉ်အလာတွေဖြစ်တာကြောင့်တို့ရဲ့အစွဲကြီးမှုကိုအခွင့်ငောင်းယူပါလူတို့ရဲ့အများစုကပြုပြင်ပြောင်းလဲရေးကို ထောက်ခံနေခဲ့ရင်ရှေ့တုံးတွေကို အစားထိုးမဲ့အမြင်တွေနဲ့မစွဲဆောင်ပါနဲ့အဲ့ဒီအစားနီဟောင်းတွေရဲ့အာသာချက်ကိုထုတ်ပြပြီးနီးသည်နဲ့ပေါင်းဆက်နိုင်ရင်အကျိုးဖြစ်ထွန်းနိုင်အောင်ရှင်းပြပါဘယ်တော့မှနီဟောင်းကိုပယ်ဖြတ်မဲ့အကြောင်းမပြောမိပါစေနဲ့တော်လန်ရေးတိုင်းကိုပြန်သုံးသက်ကြည့်လိုက်ရင် စားတဲ့သူကတသက်အဆုံးသက်မဲ့သူကတခြားဖြစ်နေတာကိုသတိချက်ပါပြောင်းလဲမှုတိုင်းကတိုးတက်မှုလမ်းစာတွေဖြစ်ပါလေပြောင်းလဲမှုတိုင်းကကောင်းဖို့အတွက်ဖြစ်လာတာကြီးပဲတော့မဟုတ်ပါဘူးအားနေချက် အားသာချက်တွေလိုအပ်ချက်တွေလွဲချော်ချက်တွေရှိမှာပါဒါကြောင့်အစဉ်အလာကိုတိုက်ရကြည့်အစားထိုးပြောင်းလဲခြင်းတက် အကျိုးဖြစ်ထုံးမှုအတော့ပေါင်းဆက်ပြောင်းလဲရေးကိုသာဦးစားပေးဖော်ဆောင်ပါနေဥပဒေသား46အပြစ်ကင်းသလိုမနေပြနဲ့တဘောတရားသူများထက်သားသလိုနေပြတာလောက်အနေရကြီးတာမရှိဘူးအဲ့ဒါထက်သူများလိုမဟုတ်ပဲအပြစ်မရှိ ချုပ်ရင်းချက်ကဲအားနေချက်မဲ့သလိုနေပြတာက အနေရအများဆုံးပဲ မနာလိုအောင်နေပြရင်နောက်ွယ်မှာဓာတ်ထိုးဖို့စောင့်နေတဲ့လူတွေတန်းစီနေလိမ့်မယ်။ဒါကြောင့်အခြေအနေအလိုက်အမားလေးတွေလုပ်ပြပါ။ပို့ဆသလိုနေပြပါ အပြစ်ရှိကြောင်းဝခံပေးပါ။မိတလူလူနဲ့တမင်တက်တက်မလုံမကင်မဲ့အပြစ်တက်အောင်နေပြပါ။၆ပြစ်ကင်တဲလေးစင်သလိုမနေပဲလူပဲမို့အမားနဲ့မကင်းသလိုမကောင်းတဲ့တင်ထွက်အောင်လှုပ်ထားပါ။တန့်ရှင်းစင်ကြယ်လေးလေးအစွန်အထင်မခံလေးလေးဖြစ်ပါတယ်။ဒါကြောင့်ဂျင်းညော်လေးနဲ့အပိခံထားလိုက်ပါ။ ကိုထက်တာနဲ့သူနဲ့တွေးကြကြုံရဆုံရတဲ့အခါမှာမျက်နှာငယ်နဲ့တိမ်ငယ်စိတ်တွေဖြစ်တတ်ပါတယ်မရည်ရွယ်ထားပဲစိတ်တင်းထားတာတော့မှမနာလိုစိတ်တွေဖြစ်သွားတတ်တယ်မလွဲတာတဲ့အနေနဲ့ထားရဖြစ်နေတာကြောင့်စိတ်ပဝေမကြနိုင်ပဲစိတ်ပင်ပန်းစင်းစစ်ဆင်းရဲသွားရတာပဲအဖက်တင်သွားပါတယ်မနာလိုမှုကို ထုတ်ပြလို့လည်းမရတော့မလုံစိမ့်နဲ့မနာလိုနေမိတဲ့လူတွေရဲ့အမှုအကျင့်ကိုအကဲခတ်ပြီးအပြစ်ရှာနေမိပါတော့တယ် မနာလိုစိတ်ဝန်တိုစိတ်လိုမျိုးအင်မတန်များတဲ့စိတ်ခံစားချက်တွေကိုထိမ့်ချုပ်တဲ့နည်းတွေရှိပါတယ်။အရင်ဆုံးသိထားရမယ့်အချက်ကတကယ်လို့ကိုယ့်အနေနဲ့သူများထက်ကျော်လွန်ပြီးအရှိန်အဝါရှိသူဖြစ်လာခဲ့ရင်ကိုယ့်နည်းတူချနှင်းထားရတဲ့အောက်ကလူတွေလည်းကိုယ့်အပေါ်မနာလိုကြမှာဖြစ်ပါတယ်။ဘယ်သူမှတော့မနာလိုနေတာကိုထုတ်ပြောကြမှာမဟုတ်ပါဘူး။ဖြစ်တာတော့ဖြစ်ကိုဖြစ်ကြမှာပါပဲ။ကိုယ့်ရဲ့ဘောင်းတင်းဆက်ဆံတဲ့အခါလှုပ်ပြတဲ့သူတို့ရဲ့ရုပ်အသွင်ကိုမယုံမိပါစေနဲ့။ တို့ရဲ့ဝေဖန်စကားကိုတေချာနားထောင်ပါပြီးရင်နောက်ွယ်ကရွယ်ချက်ကိုမြင်အောင်သုံးသပ်ပါတို့ရဲ့အရွယ်စကားအထည်အငော့တွေကို အပြစ်မမြင်မဲဂျေနဲ့နားလေစိမ့်နဲ့နားထောင်ပါပြီးရင်အဲ့ဒီအရွယ်စကားတွေရဲ့နောက်ွယ်ကဆိုလိုရင်းကိုမြင်အောင်စီစစ်တွေးခေါ်ပါ နောက်ကျောဓာတ်ထုံးမဲ့အရေးအယောင်တွေကိုအမြဲလို့လို့အကဲခတ်ပါမလို့အပ်ပဲအတင်းကာရောမြောက်ပင်ပြောဆိုတာမျိုးလှုပ်လိုက်ရင်တတိကြီးစွာထားပါပုံမှန်မဟုတ်တဲ့အမှုအရာ အပြောအဆိုအသွားအလား လှုပ်ရှားမှုဟူသည်။ကိုခြေရခံစူးစမ်းပါမျက်လုံးအကြည့်တွေကအစာအပြုတ်အမှုတွေအစုံအားလုံးကိုအ깨ခတ်ပါမနာလိုမှုနဲ့ပတ်သက်ပြီးအဓိကပြဿနာကဘာမှလုံမရတော့တဲ့နောက်ဆုံးအချိန်ကြမှသဘောပေါက်မိတဲ့အချက်ပါဒါကြောင့်မဥပါနဲ့ပါနဲ့ပါအယုံလွယ်စိတ်ကိုချိုးနှိမ်ထားပါနောက်တစ်ချက်ကမနာလိုလူတွေရှိနေရင်နောက်ွယ်ကနေကြောက်တုံးမှုအခွင့်ကောင်းမျောနေတက်တာကိုသတိချက်ပါ မမြင်နိုင်မသိနိုင်တဲ့အခက်အခဲအကျက်တဲတွေနဲ့မလွဲမသွေကြုံရအောင်နှီးမျိုးစုံသုံးပြီးဒုက္ခပေးတတ်ပါတယ်။အဲဒီလိုအခက်အခဲတွေကိုကြော်လွှားနိုင်မှုကြားကုတ်ကြားခဲကြိုးပမ်းတတ်ရပါတယ်။အန်ဒီရဲ့မှန်သမျှမကြီးထွားခွင်လက်ဦးအလျင်တုတ်တင်ထားခြင်းကအကောင်းဆုံးသောဖြေရှင်းနည်းဖြစ်တဲ့အတွက်ကို့အနာဝန်းကျင်မှာမနာလိုသူတွေရှိလာခဲ့ရင်ပယ်ရှားလိုက်ပါအနာမထားပါနဲ့။ဘာကြောင့်မနာလိုဖြစ်တဲ့နေတဲ့လဲဆိုဘာကြောင့်မနာလိုဖြစ်နေတဲ့လဲဆိုတာကိုသိအောင်လုပ်ပါ ပြုပြင်လို့ရရင်ပြုပြင်လိုက်ပါ ပြုပြင်စရာမလိုဘူးဆိုရင်တော့ဖယ်ရှားတင်တာကိုဒါပထုတ်လိုက်ပါလုပ်ငန်းခွင်တွေမှာဆိုရင် အမတန်တိတာပါတယ်မနာလိုဝန်တိုလွယ်တဲ့သူတွေအများကြီးရှိပါတယ်ကံကောင်းပြီးဒီပေါက်တာမျိုးထင်မှတ်မထားတဲ့ယာဒူးတိုးသွားတာမျိုးတွေကိုမနာလိုမရှုစိတ်နိုင်တဲ့လူတွေရှိကိုရှိနေတတ်ပါတယ်အနည်းဆက်ဆုံးတော့အပေါင်းအသင်းကစလို့မတိမကျွမ်းမရင်းနှီးတဲ့ဒဇိန်တွေလည်းဖြစ်ခြင်းဖြစ်နေတတ်ပါတယ်တာရကအနေနဲ့1650ခုနှစ်မှာ ဒေတန္တရတာသနာပိုင်းအဖြစ်ကာဒီနယ်ဟက်စ်ယာဒူတုံမြင့်ခံရတော့မရှုစိတ်တဲ့အပေါင်းပါတွေတတိတသန်းကြီးပေါ်ခဲ့ဘူးတဲ့ကာဒီနယ်အဆင့်ကနေတာသနာပိုင်းအဆင့်ရောက်သွားတာကမင်းသားအဆင့်ကနေဘရင်အဖြစ်တင်မြောက်ခံရတယ်လို့ဖြစ်ပါတယ်ဟက်စ်ကပါနေတဲ့အတွက်မနာလိုသူတွေရဲ့ရန်ကနေကာကွယ်နိုင်မှုအနေနဲ့ထိုင်ကောင်းကောင်းနဲ့အပြစ်ကင်းနိုင်သမျှကဲအောင်နေခဲ့ပါတယ် ဂုံတိန်ဒရက်တီတိုးလာပြီမဲ့အပြောင်းလဲမရှိသေးပဲငကူအတိုင်းနေမြဲနေခဲ့လို့မနာလိုသူတွေရဲ့အမုန်းပွားမှုတွေယော့သွားခဲ့ပါတယ်။သာသနာရေးရာဆုံးဖြတ်ရတိုင်းအများရဲ့အမြင်ကိုအရင်တောင်းခံပြီးမှဆုံးဖြတ်ချက်ချလေးရှိပြီးယိုကျိုးတဲ့အချိုးမျိုးနဲ့ပတ်ဝန်းကျင်ကလူတွေကိုဖြောင်းပြပါတယ်။အချိုးသိပ်ကောင်းခဲ့လို့ has a ball တိုက်ခိုက်မှုတွေမရှိခဲ့ပါဘူး။မနာလိုမရှိုးစိတ်သူတွေကိုနှိတ်ကွနိုင်တဲ့တခုသေးသောနီလန်းကောင်းနီလန်းလမ်းပန်းက ကိုနီတူမြောက်စားပြပြီးတို့အပေါ်အလေးထားပြခြင်းပဲဖြစ်ပါတယ်။ကိုအနေအထားအရခံစားပိုင်ခွင့်ရှိတဲ့အကျိုးအမြတ်တွေကိုမျှဝေစရာမလိုပါဘူး။တို့ကိုမမေ့မလျော့ပြစ်ပယ်မထားကြောင်းနဲ့တို့ရဲ့အကြံဉာဏ်တွေကို အာကိုအာထားပါကြောင်းလူသိထင်ရှားလှုပ်ပြတတ်ရင်ပဲအိတ်တာရန်ကနေကာကွယ်နိုင်ပါတယ်။မနာလိုစိတ်ကိုဖုံးကွယ်ထားပြီးအယောဝင်လာတတ်တဲ့အန္တရာယ်တွေကိုလည်းတတိထားပါ။ မတန်တရားမြောက်ထိုးပင့်ကိုပြောဆိုတာမျိုးတွေပုံမှန်ထက်ပိုပြီးအယောတဝင်ကပ်ဖားလာတော်မျိုးတွေကိုသတိထားပါ အလွန်အမင်းမနာလိုဝန်တိုနေလို့သာချစ်ချောင်းခင်ချောင်းလှုပ်ပြနေတာဖြစ်ပါတယ်အကြံစိုးနဲ့ဝင်ဝင်တိုးတက်တဲ့အဲ့ဒီလိုနောက်ကျောဓာတ်ထုံးမဲ့သူတွေကိုတီးတီးချင်းအနာကနေပတ်ထုတ်ပါအစိမ့်ွယ်ပင်လိုပဲရစ်ပတ်ရစ်ခွင်ပတ်ခွင်ရှိနေသူရဲ့အသက်ရှူခွင့်မရအောင် အတင်းအကျပ်ခွေပြီး ဒုက္ခပေးမှဖြစ်တယ်လို့နှွယ်စဉ်အလိုက်ထွက်နေတဲ့အစိတ်စူးတွေနဲ့လဲအခါအခွင့်သာတိုင်းထိုးနှက်ပါလိမ့်မယ်အညွန်တက်စားပြုမှန်တရိပ်ထားမိတာနဲ့အမြင့်ပါမကြံတုတ်တယ်မှာအစာအနာတော့မကြံပါစေနဲ့ကို့ဘောဆက်ဆံလာတဲ့အချိုးကိုကြည့်ပြီးဟန်ဆောင်တာလားအမှန်တကယ်လားလူမှုရေးလားစသဖြင့်ခွဲခြားစီစစ်ပါအယုံမလွယ်ပါနဲ့အပေါင်းအသင်းဆိုတဲ့ထောင်ချောင်းနဲ့လူကိုဖျက်ဆီးမဲ့လူတွေအများကြီးရှိပါတယ် မတိကြအောင်စောင့်တင့်တယ်လို့မတိတယ်လို့နေပြပါအတိအမှတ်ပြုဝဲမှာငြိမ်းအေးနိုင်မဲ့သူတွေဆိုရင်အလေးထားပြီးနေရာပေးမြောက်စားကြပါကိုချိုးထိခိုက်တဲ့အန္တရာယ်ကြီးရင်တော့အပိုင်ကြံပြီးတုတ်တယ်မှာဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့48 law of power အာနာဆက်အပိုင်14ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Bo channel လေးကို subscribe လုပ်ပြီးတော့ notification လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ် အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးရန်နဲ့အသွေအသွေကနေလဲကင်းဝေးပါစေလို့စုမုံကောင်တောင်းပေးလိုက်ပါရခင်ဗျာကကြီသုံးပါရန်ကကကြီသုံးပါရန်ကနေလဲအမြန်ဆုံးကြော်လွှားနိုင်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝမှာလဲအမြန်ဆုံးပြောင်းလဲနေထိုင်နိုင်ကြပါစေခင်ဗျာတဘောကြနှစ်သက်တယ်ဆိုပါကလည်း like and share လေးလုပ်သွားပြီးမြစ်တာရခင်ပါတယ်